ဂုံတော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာသောဘဂဝါငါချီညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီ ငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကလုံးတစ်ခုပဲဒီနေ့တောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင် ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝံလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝံဆိုတာအလွန်ကိုကြီးမြတ်တယ်သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရု ဂရုံဟိလောကေဘဂဝါတိဥစ္စတိတဲ့လောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာတွင်ပဲဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်ပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်အတောင်းနဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်တာတဲ့ဂရုဂုရုံဟိလောကေ ဘဂဝါတိဟုဇတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုံကိုဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းတိလနဲ့နိုင်ရှင်ပဲဆိုလဲသူ့ကိုပါတဲ့ပုံကိုမပြောနဲ့မှီတဲ့ပုံကိုတော့မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖျားတဲ့တာတဲ့ပုံကိုမဆူထားနဲ့တူတဲ့ပုံကိုတော့မရှိဘူး ပညာအားဖြင့်လေဖျားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့ဟိုဟိုတူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူးလို့ဒီလိုဆုံးလို့ရပေါ့နော်ဒါကြောင့်မို့တစ်လောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါန်လို့ဒီလိုခေါ်တာအဲ့ဒီမှာជីဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ် ဘုံတော်ကြီးမှာ ထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းဒီအကြောင်းနေကြောင်းအရဟံအရဟံဆိုတဲ့အရင်ချင်းနေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့လိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုံအရင်ချင်းကိုသိရမယ်ဩော်ဒီပုဂ္ဂိုလ်သူများဟာဒီအရင်ချင်းနေရှိပါလား ဒါကြောင့်မို့တကယ်အရဟံမာလာဆိုရဲအတွေးနဲ့လက်စွာဘုရားဂုံတော်ပေါ်မှာတတိမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်သမာသင်္ကပ္ပဆိုရဲမှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုန်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာမြတ်စွာဘုရားအပေါ်မှာစမ်းစစ်လေးလာတဲ့အခါမှာအော်ဒီအကြောင်းဒီအကြောင်းနေကြောင် ဒီအချက်တွေဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့ဟိုအရဟံပါလားလို့လက်ခံလာတယ်ကျင့်တ်လာအဲ့ဒီကျင့်တ်လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံအရဟံအရဟံ၆ချက်၆ချက်လောက်နေမရဘူးနော်ဘုရားကုံတော်မထိရောက်ဘူး၆ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီကုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ် အယုတ်ဆိုတာကအလုံးအမဲသားစားမှုမှာပဲဝါလို့မရတာသိဝါမှလည်းမဟုတ်ဘူးเนาะအဲ့တော့ဒီမရရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှ စိတ်ထဲမှာနှစ်နှစ်ကကဖြစ်လာရွရင်ရွရင်နှလုံးသွင်းရင်တော့ခိစ္စမရှိဘူးပေါ့ အရေးအတွက်ကနန်းပေါ်မှာစိတ်ရောက်နေလို့ရှင်ဖះပေါ်မှာစိတ်မရောက်ဘူးအလားကိုယ့်ကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမာသမုဒ္ဒောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါဒုကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်ဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ ြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အချိန်ချိန်အထထတတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ញင်သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားနုတတိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးเนาะအင်တာမတ်ကြည်နူးဝယ်ရာတွေစိတ်ထဲမှာကျင့်တတ်ဆရာတွေပဲဖြစ်လာပြီးတော့ ပမာရိယလာမှာဖြစ်ပါတယ်။အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်၊တီးလဲတီးရမယ်။ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင် သူတော်ရှင်တွေဟာယုံယုံယုံပြီးတော့မတိရတဲ့ဟာတခုမှ မရှိဘူး။ယုံယုံသာယုံရမှာမဟုတ်ဘူး။တကယ်ကို သိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာပေါ့တရားပါတဲ့ပညာပါတဲ့တရားမျိုးသာလဲဒီမှာကတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေးလာစီဘူးအထောက်ကြာဘုရားဘာသာတွေဟာပညာဘုရားဘာသာ ဖြစ်ဖို့လိုတယ်ပေါ့ တထာဘုရားဘာသာကြီးပဲဖြစ်เสียရဘူးပညာဘုရားဘာသာဖြစ်တထာဘုရားဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင် ပြတ်သွားတယ်သူကတထာတရားဆိုတာပညာပါမဘသူပြောပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုယ်နှစ်နှစ်ကာကသိထားတယ်အဲ့ဒါလို့ဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင် အရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်။နံပါတ်၁ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်၁ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာတာတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေက ဝေးကွာလုံးဝဝေးကွာတယ် သူကသူဝေးกว่าတာလားလို့ဆိုမဟုတ်ဘူးသောတာပတိမင်းနဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမင်းနဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမင်းနဲ့ဖယ်ရှားလိုက်တယ်အရမတ္တမင်းနဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီ ခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာကျတော့ခွဲမရလောက်အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေ မြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးဟာဘလောက်အေးချမ်းနေမယ်ဆိုတာစဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ် ကိလေသာတွေကနေဝေကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုရက်အဲ့ဒါလို့ဆင်ញင်စဉ်းစားဖို့လိုတယ်ပေါ့နော်ဆင်ញင်စဉ်းစားဖို့လိုတယ်ဒါမို့စာပေကျမ်းကမှဘယ်လိုရေးထားတုံးဆိုမက်၄ပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာ ယဟန္တာတွေရောကိလေသာ ရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတုံးဆိုလို့ရှင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငကူပင်ကိုဇိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကြတော့လောဘရဲ့ အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တခုမှမကြောက်တကြောင်မလို့ဖះကြတော့ဝါဒနာနဲ့တကွာကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်။ယန္နာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော့ရတာပဲ။ဒါပေမဲ့ဝါဒနာလေးကိုတော့မပယ်နိုင်ဘူးတဲ့။အခုခေတ်ကလူတွေကတော့သူတို့ဝါဒနာအလွန်ကြီးတာကြတော့ဝါဒနာကိုမတားနဲ့ဆိုပြီးမဟုတ်တာတွေလုပ်တာ။နော်။ ဝါသနာတားရင်တော့ဝါသနာကိုမတားနဲ့ဆိုပြီးတော့အဲ့တော့ရသော်ဘုရားကျတော့အဲ့ဒီဝါသနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့်ကိလေသာတွေကဝေကွာသူဆိုတဲ့အကုန်ဟာယန္နာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဘုရားမှာထိုက်တယ်နော်တော့ကြောင့် အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရည်ချင်းတစ်ခုမှတ်သားကြရမယ်။ဘုရားမှာဝါသနာနဲ့တကွာကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညင်နွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်ကြေးတွေက ကင်ဝေးဝေးကွာနေတဲ့ပုဂ္ဂိုလ်များဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာတည်းလို့နှလုံးသွင်းရမယ်။အချိန်ချင်းအထက်ထက် ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition တွေများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လုံးလိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတရံစီတရံနဲ့တဏီကုံလုံးနော်ဒီအောနာတဏီကုံအောနာသူတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာ ဒီ repetition ဖြစ်နေအောင်ဩကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုက္ခွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားတန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်နေတော့ကြရောက်လာပြန်ပြီဒေါသက လောဘမရှိဘူးလို့ထင်နေတော့ကြရောက်လာပြန်ပြီစိတ်แท้ကပေါ်ပေါ်လာတာလေရသော်ဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြစ်လိုက်ပြီလုံးဝဘယ်တော့မှ ပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်